မြန်မာတဝန်းလုံးမှာမိတင်းနေထိုင်ကြကုန်သောတိုင်းရင်းသားညီကိုမောင်နှမများနဲ့ကိုးကွယ်ရာဘာသာတရားအသီးသီးမှခိုလုံကိုးကွယ်နေကြကုန်သောဓမ္မမိတ်ဆွေသူတော်စင် အပေါင်းတို့ကျွန်တော်ကတော့မြန်မာပြည်လုံးဆိုင်ရာကက်သလစ်သာသနာတော်16ခုရှိတဲ့ထဲကမန္တလေးကက်သလစ်သာသနာပိုင်းဆရာတော်မာကု ဥတင်ဝင်းဖြစ်ပါတယ်ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့မတ်လ28ရက်နေ့ဤကဲ့သို့ခြေခွဲဝမ်းနည်းစရာကောင်းတဲ့တရင်ဆိုးတွေကိုကျွန်တော်တို့ကိုယ်တိုင်၌ကမြေပေါ်မှာဝစ်ပြီးပြီးသွားရင်လည်းကြုံတွေ့ခဲ့ကြရပြီဒီလိုအခြေအနေကြားထဲမှာပထမဦးဆုံးကျွန်တော် ကျွန်တော်မန္တလေးကက်သလစ်သာသနာပိုင်တပါးအနေနဲ့မြန်မာတစ်ဝှမ်းလုံးမှာ နေထိုင်ကြတဲ့ကိုးဝေယဘာသာတရားအတီတီမှာခိုးလုံးကိုးကွယ်နေကြတဲ့ဓမ္မမိတ်ဆွေ သူတော်စင်များအားလုံးကိုကျွန်တော်ကက်သလစ်ဆရာတော်ကြီးတပါးအနေနဲ့ဒီကဘာလုံးဆိုင်ရာကက်သလစ်သာသနာတော်ကြီးကိုစား မြန်မာပြည်လုံးဆိုင်ရာသာသနာ18ခုရဲ့သာသနာကြီးတစ်ခုလုံးကိုစားကျွန်တို့မန္တလေးကက်လိတ်သာသနာတော်ကြီးကိုစားအားလုံးရဲ့ခြေကွဲဝါနေခြင်းဆုံးရှုံးခြင်းနေကြတဲ့မှာကျွန်တို့ကျွန်တော်တို့အားလုံးလည်းပဲခြေကွဲဝါနေစွာဖြင့်ရင်နှင်းအမြအတုခံစားနေရပါတယ်လို့ရှေးဦးစွာပြောလိုပါတယ်အင်မတန်အမြခြေကွဲဝါနေစရာကောင်းတဲ့အဖြစ်အပျက်တွေပါ ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအတွက်ပြီးခဲ့တဲ့နှစ်ပေါင်း85နှစ်အလေကမြေရေဆက်လက်အထုပ်ပိုက်ပြီးပြေးလွှာရင်းနဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကြားထဲမှာကိုဗစ်19ကမ္ဘာကူးစက်ရောဂါကြီးကြုံတွေ့ခဲ့ရပြီဒီတခါမိမိတို့တိုင်းပြည်တစ်ခုလုံးမှာစီးပွားရေးတွေကမောက်ကမာဖြစ်အကုန်လုံးချွတ်ချုံကြ မိဘတွေတာသမီးတွေအတူမနေနိုင်ခဲ့ကြကလေးသူငယ်တွေလူငယ်လူငယ်လူရယ်တွေစာတင်ကြောင်းနေမသွားနိုင်ကြရှားနာလို့မှဆေးရုံတက်ခွင့်မကြုံရတဲ့အားလုံးသောမြမပြည်သူပြည်သားများနဲ့အတူဒီယနေ့ကျွန်တော်တို့တွေအထူးသဖြင့်မန္တလေးမြို့ကြီးစကိုင်းမြို့ကြီးကိုပဟိုထားပြီး ယနေ့လိုပျက်စီးဆုံးရှုံးခြင်းတွေကြားထဲမှာကြည်ခွဲဝါနေပွေရာစကားလုံးတွေရှာလို့တောင်းမတွေ့နိုင်တော့ပါဘူးအားကြောင့်မလို့ရှေးဦးစွာကျွန်တော်အနေနဲ့အားလုံးနဲ့အတူတူကျွန်တော်တို့တွေအတူတကွရင်စီးပြီးခံနေကြရပါတယ်လမ်းမောထွက်ကြည့်ရင်အိမ်တွေကတချမ်းပြုအကုန်ပြက် အသက်ပေါင်းများစွာ လူ2000ကျော်တန်ရာ ဝေဒနာတွေရကြတိုင်းသူပြည်သားများ1900ကျော်တည်င်းများအရာအသက်တွေဆုံးရှုံးနေကြရနေစရာမရှိ ထိုင်စရာမရှိ ဖြစ်ပြဲပြီးလမ်းပေါ်မှာရေမရှိ မီးမရှိ မန္တလေးမြို့စကိုင်းမြို့လိုနေရာမှာနေပူရာကတမျိုးချင်းကြိုက်တာကတမျိုး ချိုးစရာ တောက်เสียရေမရှိတာကတမျိုးနဲ့ကြုံတွေ့နေရတဲ့ဒုက္ခတွေဆင်းရဲခြင်းတွေကြားထဲမှာကျွန်တော်ဆရာတော်မှာကုတင်ဝင်းနေတဲ့မြန်မာပြည်လုံးဆိုင်ရာကက်လိတ်သာသနာတော်ကြီးတစ်ခုလုံးကထတ်တူထတ်မြအထူးအထူးတကားကြည်ခွဲစွာခံစားနေကြရပါတယ်လို့ရှေးဦးစွာပြောလိုပါတယ်။နောက်တစ်ဆက်သေးမှာပဲကျွန်တော်တို့ခရိယာ ဘာသာတရားမှယုံကြည်သူညီကုံပေါင်းတော်မှဖရာသာသမီးတို့ဆရာတော်အနေနဲ့ဒီနေ့လိုအချိန်အခါမှာသင်တို့နဲ့အတူတူမိမိကိုယ်ခွေရာဘာသာတရား၌ညှော်လင့်ခြင်းများနဲ့အတူ အတူရှိနေပါတယ်လို့ရှိဦးစွာပြောလိုပါတယ်ခရိယာညီကုံပေါင်းတော်မှတို့ကျွန်တော်တို့တွေလည်းပဲ ဘိုးဘယ်ရဘာသာတရားများအတီးဒီမှဓမ္မမိတ်ဆွေသူတော်စင်များဤသူပါပဲတစ်ပင်အောင်မြေကြီးပေါ်မှာရှင်ကိုက်ခံအပူခံရေမရှိမီးမရှိနဲ့ဆင်းရဲခြင်းကြီးမားစွာခံစားနေရတယ်ဆိုတာကျွန်တော်ဆရာတော်ထတ်တူထမ်းများသိရှိပါတယ်ကျွန်တော်တို့ကိုယ်တိုင်ဖုန်တော်ကြီးများနဲ့အတူเจ้าတော်ကြီးတွေက မလုံခြုံတော့ဘူး အာမမခံနိုင်တော့ဘူးဒါကြောင့်လေအာလုံးကအကြောင်းအပြင်ပလဝုံအတွင်းမှာမြေပေါ်မှာရှင်တော်ကိုထောင်ပြီးအိပ်နေကြပါတယ်တင်တို့နဲ့အတူတူရှိနေပါတယ်ကျောက်ဆရာတော်အနေနဲ့ကိုဗစ်အချိန်တုန်းကတင်တို့ကြောင်းနေစီရောက်လာခဲ့တယ်ဆူထောင်ပေးနေတယ်ဆိုတဲ့အကြောင်းအပြိုပြက်တယ်ကြောင်းနေရွာပြပုံ အတွင်းမှာခြေခွဲဝမ်းလဲစွာဖြင့်ရွာတိုင်းကို ဖြတ်လျှောက်ပြီးတင်တို့ကိုအားပေးစကားပေးခဲ့ပါပြီပြောခဲ့ပါပြီဒီနေ့တင်တို့အားလုံးနဲ့အတူဒီနေ့ထပ်ပြီးပြောလိုတာကစိတ်ထက်မကြကြပါနဲ့ကျွန်တို့တို့မှာသာသနာတော်ကြီးကပြည့်မထားပါဘူးကျွန်တို့တို့ကိုယ်ွယ်တဲ့ဘုရားရှင်ကလည်းကျွန်တို့တို့ကို ပြည့်မထားဘူးကျွန်တို့တို့ကိုကျွန်တို့ရဲ့စင်ရဲ့ခြင်းများမှာ ဘုရားရှင်ကိုယ်ယုံနဲ့ဘုရားကကိုယ်နဲ့အတူတူရှိနေတယ်ကျွန်တော်တို့ကို ပွေပိုက်ထားတယ်ကျွန်တော်တို့ကိုကျွန်တော်တို့နဲ့အတူတူအိပ်ရေးပြခံနေတယ်ကျွန်တော်တို့နဲ့အတူရင်ငတ်ခံနေတယ်ကျွန်တော်တို့နဲ့အတူတူအမျိုးမျိုးသောမျက်ရည်ကြားထဲမှာအတူတူမျက်ရည်ကြားပြီးကျွန်တော်တို့နဲ့အတူတူဖြတ်တန်းနေပါတယ်ဒါကိုတော့ရှေးဦးစွာပြောလို့တယ်နောက်တစ်ချက်က ကျွန်တော်တို့ရဲ့သာသနာပိုင်းပုတ်ရံမကြီးဖရန်စစ်အရှင်သူမြတ်ကဗုဒ္ဓဟူးနေ့တိုင်းမှာလို့ကျွန်တော်တို့မြန်မာပြည်သူပြည်သားများနဲ့အတူရှိနေပါတယ်လို့အမြဲတမ်းပြောနေတာကိုလည်းတင်တို့အားလုံးမှတ်မိကြပြီမဟုတ်လားသိနေကြတယ်မဟုတ်လားနောက်ပြီးတဲ့အခါမှာသာသနာပိုင်းပုတ်ရံမကြီးဖရန်စစ်အရှင်သူမြတ်ကဒီနှစ်2025ခုနှစ်မှာ 2025ခုနှစ်ဂျူဘလီယာဂျူဘလီနှစ်အချိန်အခါအနေနဲ့သတ်မှတ်ပေးပြီးကျွန်တော်တို့အားလုံးကိုခွန်အားပေးနေပါတယ်2025 Jubilee year is a time to renew hope in Christ to renew hope in Christ ခရစ်တော်ဘုရား၌မိမိတို့ရဲ့မျှော်လင့်ခြင်းကို ပြန်လည်ပြီးအသက်ပြုပြင်ပါ အသစ်ပြန်လဲတရိယာပါ embrace service and fraternity ဒီနေ့လိုဒုက္ခမျိုးစုံကြုံနေရတဲ့ကျွန်တို့ရဲ့ညီကိုမောင်နှမများနဲ့များကိုကျွန်တို့တို့အတန်နိုင်ဆုံး service အစီခံရဖို့ကူညီကြဖို့ဝိုင်းဝန်းပြီးထောက်ပံ့ကြဖို့ပေးကမ်းကြဖို့ရှိတာကိုအထူးထူးဝေးမြစားသုံးကြဖို့အတွက် နောက်ပြီးရင်ညီကိုမောင်နှမစိတ်ဆိုတာထားပြီးလူတိုင်းကိုပြေးပိုင်နိုင်အောင်ညီချင်းအကိုမောင်နှမစိတ်တွေငွေးကြဖို့ပုံရဟန်းမင်းကြီးကကျွန်တော်တို့ကိုမှာကြပါတယ်ပြီးတဲ့အခါမှာကဘာကြီးမှာအမျိုးမျိုးဖြစ်ပြက်နေတဲ့ကဘာမြေကြီးကျွန်တော်တို့ရဲ့အမိကဘာမြေကြီးကိုအတူတူကစောင့်ရှောက်ကြပါလို့တာသနာပိုင်းပုံရဟန်းမင်းကြီးကမှာကြပါတယ် ဒီပြင်2025ခုနှစ်ဂျူဘလီနှစ်ကို Pilgrim of Hope မျော်လင့်ခြင်းဘုရားဘူးများငါတို့တို့တွေဖြစ်တယ်ဆိုတော့မျော်လင့်ခြင်းကိုဘယ်တော့မှမစွန့်ပြေးကြဘူးကျွန်တော်တို့ကိုတိုက်တွန်းနေပါတယ်တတိပေးနေပါတယ်နောက်ပြီးရင်ကဘာတဟားမှာရှိကြတဲ့စိတ်ကောင်းနှလုံးကောင်းရှိကြတဲ့ဘာသာတရားအတီးတီးကယုံကြည်သူများရော ကျွန်တော်တို့ခရိယံဘာသာတရားမှာယုံကြည်သူများကပါကျွန်တော်တို့အတွက်စူတောင်းပေးနေတယ်ကျွန်တော်တို့ရဲ့ကြေကွဲခြင်းတွေခြားထဲမှာအတူရှိနေတယ်လို့တည်င်းစကားတွေပို့တဟပြီးတင်းတို့နဲ့အတူတူရှိနေတဲ့အကြောင်းမိမိတို့ရဲ့ဘာသာတရားမှာမျှော်လင့်ခြင်းမပြောက်ကြဖို့အတွက်စိတ်မပြည့်ကြဖို့အတွက်စိတ်ထမကြကြဖို့အတွက်ဆက်လက်ပြီးနေထိုင်ကြဖို့အတွက် မှာကြပါတယ်တည်င်းစကားတွေပေးနေပါတယ်ဒီအပြင်ညီကိုမောင်နှမတွေရှင်တို့တို့သာသနာတော်ကြီးတစ်ခုလုံးကလည်းပဲတင်တို့နဲ့အတူခံထမ်းရင်အတူတူဖြတ်တန်းနေပါတယ်ဒါကြောင့်ဒီစကားလေးတွေကိုဆရာတော်အနေနဲ့ပြောကြားရင်းနဲ့စာလံကျမ်းအခန်းကြီး16ကအပိုင်ငယ်လေးတွေကို ရွေးချယ်ပြီးအခုလိုဖတ်ပြီးတင်တို့ကိုခွန်အားပေးလိုပါတယ် စာလံ16အိုးဘုရားသခင်အကျွန်ုပ်ကိုကာကွယ်ဆောင်ရှောက်တော်မူပါအကြောင်းမူကားကိုရောရှင်၌ကျွန်ုပ်ခိုးလုံအားထားပါ၏ကိုရောရှင်ဒီသာကျွန်ုပ်ဤသာဝရဘုရားသခင်ဖြစ်တော်မူပါ၏အကျွန်ုပ်ခံစားရသောကောင်းကျိုးချမ်းသာဟူသည်မြသည်ကိုတော်ပေးသနာတော်မူသောအရာများသာဖြစ်ပါ၏ဟု ရှင်တို့သည်ထာဝရဘုရားရှင်အားလျှောက်ထားပါ၏ငါကိုအကြံပေးတော်မူသောထာဝရဘုရားသခင်ကိုငါကောင်းချီးပေးမည်ညအချိန်၌လည်းငါ၏နှလုံးသားသည်ငါကိုလမ်းညွန်လျက်ရှိပေ၏ငါသည်ထာဝရဘုရားသခင်ကိုအမြဲမပြတ်မျက်မှောက်ပြုပါ၏ကိုတော်သည် ငါဤလက်ရာဘက်တွင် ရှိတော်မူသောကြောင့်ငါသည်တုံလှုပ်လိမ့်မည်မဟုတ်စာလံ16ကနေဆရာတော်ဖတ်ကြားပြီးတင်တို့အားလုံးကိုခွန်အားပေးပါသည်ဖျားရှင်သာဝရဖျားရှင်သည်တင်တို့အားလုံးကိုပွေပိုက်ထားတော်မူပါစေ ကောင်းကြီးပေး၍စောင့်ရှောက်ပါစေကျွန်တို့အားလုံးရဲ့မိခင်မေတော်မာရီယာသည်တင်တို့အားလုံးကိုပွေပိုက်ပြီး အစဉ်ဆောင်းလျှောက်ထိမ့်သိမ်းတော်မူပါစေလို့ဆရာတော်ဆုတောင်းရင်းတင်တို့အားလုံးကိုကောင်းချီးပေးပါလေ